ဲတောက်မျိုးကြီးဒီရှင်နဲ့တူတူလုပ်ငန်းလေးကိုဆက်ပြီးတော့လေ့လာကြည့်အောင်ကဲလုပ်ငန်းလေးမှာကြတော့သူကဘာပြောထားလဲဆိုရင်တရိတ်ဆန်တွေကတဲ့ဘယ်လိုသွားတယ်လေတဲ့ကဲအဲ့တော့ဒီချက်ကလုပ်ငန်းသုံးပါဆိုရင်တရိတ်ဆန်တွေရဲ့အဖုံးကား เนาะတကောင်နဲ့တကောင်အဖုံးကမတူတဲ့ဟာကိုပြောသွားတယ်။လုပ်ငန်းလေးမှာဆိုရင်တော့လိပ်စံတွေကဘလူသွားလဲဆိုတာရွေ့ရှားမှုပြောတာတာသမီးတွေတကောင်နဲ့တကောင်ဘလူရွေ့ရှားလဲဆိုတာကိုတော့တာသမီးတို့သိချင်စီချင်လို့ပြောပြထားဖြစ်တယ်เนาะအဲ့တော့တာသမီးတွေကလုပ်ငန်းလေးမှာတရိစံလေးကဘလူသွားလဲဆိုတာကိုဖြည့်ကြည့်ရအောင်ကဲနမကကြီးတို့ပုံလေးသုံးပုံပေးထားတယ်တရိစံလေးရဲ့ပုံလေးသုံးပုံပေးထားတယ် ကဲကြီးကြီးလိုက်ပါဦးဘာကောင်လေးရဖြစ်မလဲကဲဟုတ်တယ်စင်ကဲနောက်တစ်ကောင်ကလိပ်ပြန်နောက်တစ်ကောင်ကဝေးလာငါဟုတ်ပြီကာကြီးရဲ့မိကောင်မာသူကဗာမေးထားလဲဆိုရင်ဘယ်တရိတ်ဆန်လေးကတော့တဲ့လမ်းလျှောက်နိုင်လေတဲ့ကဲလမ်းလျှောက်ပြီးသွားနိုင်တဲ့တရိတ်ဆန်လေးကဘယ်အကုန်လေးဖြစ်မလဲပုံလေးကိုကြည့်နော် ဆင်းလားလိပ်ပြလားဝေးလားငါလားဟုတ်တယ်ဆင်းနော်ဆင်းကဘယ်လိုရွေးရှားလဲလမ်းလျှောက်ပြီးတော့ရွေးရှားတယ်ဟုတ်ပြီနော်ကဲအဲ့ဆိုရင်ဒီ share ကိုခါဝေးလေးကိုဆက်ပြီးတော့လေ့လာကြည့်အောင်ခါဝေးမှာလည်းတိရိစ္ဆာန်လေးရဲ့ပုံသုံးပုံပေးထားရယ်နော်တိရိစ္ဆာန်လေးရဲ့ပုံသုံးပုံကဘာကောင်းလေးလဲဆိုရင်နွားကျွေးငှက်ဟုတ်ပြီနော် အိုက်တရိစံလေးပြီးထားတယ်။ကဲ तू ကဘာမေးထားလဲဆိုရင်ဘယ်တရိစံလေးကတော့ပြန်နိုင်လေတဲ့။ဒီတရိစံသုံးကောင်းနဲ့ကပြန်နိုင်တဲ့တရိစံကိုတောင်းယူပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်။ကဲပုံလေးကိုတခြားကြည့်လိုက်ပါဦး။နွားရယ်၊ကြွဲရယ်၊ငှက်ရယ်မှာဘယ်တရိစံလေးကပြန်နိုင်တဲ့တရိစံလေးလဲ။ဟောဟုတ်တာဗောငှက်เนาะငှက်ကလေးကပြန်တန်းနိုင်နေเนาะကဲအဲ့ဆိုလို့ရှင် ဒီရေတို့ခန်းငယ်ကိုတွားကြမယ်နော်ခန်းငယ်ရလေပုံလေးသုံးပုံပေးထားတယ်တိရစ္ဆာန်လေးရပုံသုံးပုံကဲကြည့်လိုက်ပါဦးဘာကောင်လေးလဲဟုတ်တယ်ပွဲစိတ်မြင်းငါကဲမိကုံးလေးကဘာလေးဖြစ်မလဲရေဖက်ပြမယ်နော်ဘယ်တိရစ္ဆာန်လေးရတဲ့ရေကူးပြီးတော့တွားနိုင်တယ်တဲ့ကဲရေကူးပြီးတော့တွားနိုင်တဲ့တိရစ္ဆာန်လေးကဘယ်ကောင်လေးလဲပြောကြည့်ပါဦး ဟုတ်တယ်ငါငါဟာရေကူးပြီးတော့သွားနိုင်တယ်เนาะကဲဂါကြီးမိကွန်းလေးကိုဆက်ပြီးတော့သွားကြည့်အောင်ဂါကြီးမှာဆိုရင်တရိတ်ဆန်လေးအကောင်ရဲ့သုံးပုံပေးထားတယ်အောက်သမီးရေပုံလေးကိုကြည့်လိုက်ပါအောင်ဘာကောင်လေးညီလေးဟုတ်တယ်ကြောင်းနောက်တစ်ကောင်လေးရောမွေဟုတ်တာဗောကဲနောက်ဆုံးကောင်လေးကိုကြည့်လိုက်ပါအောင်ဘာကောင်လေးညီလေးဝဟုတ်တယ်ကြောင်လေးရေမွေရေ ဘွားရယ်ဆိုပြီးတော့ပုံလေးတုံးပုံပေးထားတယ်တောက်တပြီကဲအဲ့တော့မိကုံလေးကိုတစ်ချက်ကဖက်ပြမယ်နော်ဘယ်တရိတ်ဆန်ကတဲ့ထွားသွားပြီးတော့သွားနိုင်လေတဲ့ဒီချက်ရှင်းပြထားရင်နော်ထွားသွားတယ်ဆိုတော့မြေကြီးပေါ်မှာတုံလိန်တုံလိန်သွားတာတောက်တူရယ်ကဲအဲ့ဆိုရင်ပုံလေးကိုကြည့်လိုက်ပါဦးကြောင်လားမွေလားဝက်လားထွားသွားပြီးတော့သွားတာဟုတ်တယ်မွေနော်မွေလေးကမြေကြီးပေါ်မှာထွားသွားပြီးတော့သွားနိုင်တယ် ဟုတ်ပြီနော်နောက်ဆုံးငါ့ကိုကြည့်ရငါကဖာဟုတ်တယ်နောက်တစ်ပုံကငါဟုတ်ပြီနောက်ဆုံးပုံလေးရအောင်ကျက်တဲ့ကဲတရိစံလေး၃ခုပေးထားရင်နော်ဖာလေးရယ်ငါရယ်ကျက်တဲ့ရယ်ကဲမိကုန်းလေးကဘာလေးဖြစ်မလဲဆိုတော့ဘယ်တရိစံကတော့တဲ့ခုံဆော့ခုံဆော့သားနိုင်လေတဲ့ဒီပုံ၃ပုံထဲမှာ ဘယ်တရိစံလေးရခုံဆောင်ခုံဆောင်သွားနိုင်တဲ့တောင်းသမီးတို့ရေအုံလေးကိုကြည့်ကြည့်ပါဦးဟုတ်တယ်ဖာဖာလေးကခုံဆောင်ခုံဆောင်နဲ့တနေရာတနေရာကိုပြရှာတယ်နော်ကဲဒီလုပ်ငန်းလေးမှာဆိုရင်ဘယ်တရိစံလေးရတော့ဘလို့ရေရှာလဲဆိုတော့ကိုတောင်းသမီးတို့နားလဲအောင်ပြပြထားတာနော်ဟုတ်ပြီဒီချေတို့ကလုပ်ငန်းသုံးမှာခန္ဓာကိုယ်ရဲ့အဖုံးကား ုပ်ငန်းလေးမှာကြတော့တိရစ္ဆာန်တွေကဘယ်လိုရေရှားလဲဆိုတာကိုပြပြထားတာဖြစ်တယ်။ကဲဒီလုပ်ငန်းလေးလောက်ကတောက်ယူပြောဖို့ကောင်းတယ်မလား။နော်တိရစ္ဆာန်လေးကြီးလိုက်ရေတို့ကအဖြေလေးဖြေလိုက်ဘယ်တော့ပြောဖို့ကောင်း။ကဲလုပ်ငန်းလေးလောက်ကတော့တောက်ယူနားလည်မယ်လို့ထင်ပါတယ်။ကဲဒီချိန်နဲ့နောက်တဲ့သင်ခန်းစာရိုးဆက်ပြီးတော့လေ့လာကြမယ်နော်။ကဲတောက်ယူရေဒီနေ့သင်ခန်းစာကခန္ဓာကိုယ်အဖုံးအကံနဲ့ရေရှားမှုအကြောင်းဒီချိန်က ြောသွားတာဖြစ်တယ်เนาะအခုအဲ့တဲ့ငန်းစာလေးရဲ့ဖတ်ရှုကြည့်ရင်စာနဲ့ပုံကိုဒီချိန်ကပြောပြလိုက်မှာဖြစ်တယ်เนาะတိရစ္ဆာန်လေးဟာအဖုံးကာဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ရဲ့အတွေ့အင်္ဂါတွေကိုပါ ဖုံးကာပြီးတယ်တောက်တူရဲ့ပြီးလို့ရှင်အန္တရာယ်တွေကိုလည်းအဲ့အဖုံးအကာကောက်ွယ်ပြီးတယ်ပြီးရင်ခန္ဓာကိုယ်ရဲ့အပူအေးကိုလည်းထိမ့်ပြီးတယ်အဲ့တော့တိရစ္ဆာန်လေးရဲ့ခန္ဓာကိုယ်အဖုံးကာလည်းအယမ်းကိုအရေးကြီးတယ်เนาะ တို့ရဲ့ပြင်ပမှလာတဲ့အန်ဒီရီတွေကိုအဲ့အဖုံးကာလေးကထိမ့်သိမ့်ပေးတယ်။နောက်တစ်ခုရှိသေးတယ်။ဟောအေးအပြင်ကအေးနေရဆိုရင်ငှက်အမွေးလေးရဆိုရင်ခန္ဓာကိုယ်နွေးထေးအောင်ပြုလုပ်ပေးတယ်တာဝန်ကြီး။ဒါကစိတ်ဆန်လေးရဲ့တကောင်နဲ့တကောင်ဖုံးကာလေးမတူတဲ့အကြောင်းအဖုံးကာဟာဆိုလို့ရှိရင်ဘယ်လိုလုပ်နိုင်လဲခန္ဓာကိုယ်ကြီးဆိုလို့ရှိရင်အပူရေးထိမ့်ပေးတယ်အန်ဒီရီတွေကိုလည်းကာကွယ်ပေးတယ်ခန္ဓာကိုယ်အတွင်းနဲ့အင်္ဂါတွေကိုလည်းဖုံးပေးထားတယ်တာဝန်ကြီး။ ဒါကအဖုံးကာရဲ့လုံဆောင်ချက်တွေဖြစ်တယ်။ကဲနောက်တစ်ခုတရိတ်ဆန်တွေရဲ့ရွေးရှားမှုရွေးရှားမှုကလည်းတရိတ်ဆန်တွေရောအရန်ကိုအရေးကြီးရယ်နော်တောင်းသမီးတွေ။အဲ့တော့အိမ်မှာကိုချစ်လို့မွေးထားတဲ့တိရစ္ဆာန်လေးရတော့ကိုကတော့နေ့တိုင်းအစာကျွေးတယ်ရေတိုက်တယ်เนาะသူတို့ဗိုက်စာနေချင်းရဒါပေမဲ့တောထဲမှာရှိတဲ့တိရစ္ဆာန်တွေကြတော့အဲ့လိုမဟုတ်ဘူးတာလို့ပြောတယ်เนาะသူတို့ကဆိုရင်အစာတောက်တွေကိုကိုယ်တိုင်းရှာဖွေပြီးတော့စားတောက်ရတယ်အဲ့ဒီအတွက်သူတို့ကရွေးရှားမှုလို့အပ်ဘူးလား လိုအပ်တာပေါ့ဘယ်နေရာမှာသူတို့စားမဲ့အစားစာရှိနေအဲ့ဒါအတွက်သူတို့ဟာတနေရာနဲ့တနေရာကိုရေရှားပြီးတော့အစားစာကိုရှာဖွေရတယ်အန်ရီကြုံလာပြီဟောဒီတိရစ္ဆာန်ကိုဖမ်းမယ်ဆိုပြီးအန်ရီကြုံလာတယ်သူတို့မီးရရှာအောင်လာနော်အဲ့အန်ရီကနေလွတ်မြောက်ဖို့အတွက်သူတို့ကရွေ့ရှာရတယ်အဲ့တော့တိရစ္ဆာန်တွေတွေရွေ့ရှာမှုကလည်းမလိုအပ်ဘူးလားတောင်းယူပြီးလိုအပ်တာပေါ့အဲ့တော့တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်အဖုံးကားတွေသူတို့ရဲ့ရွေ့ရှာမှုတွေကအရင်ကိုအရေးကြီးပါတယ်နော် အဲ့တော့ဒီနေ့သင်ခန်းစာလေးကဒိဋ္ဌန်တွေရဲ့เนาะအဖုံးကနဲ့ရွေးရှားမှုဒီချက်ကပြောပြပေးတာဖြစ်တယ်เนาะကဲအဲ့ဆိုရင်ဒီချက်ကနောက်ဆုံးအနေနဲ့အနှစ်ချုပ်တွေကိုထပ်ပြီးတော့ပြောပြခြင်းတွေတောင်းလို့ရအနှစ်ချုပ်လေးမှာဆိုရင်ဒီချက်ဒီနေ့လည်လာနေရဖုံးကနဲ့ရွေးရှားမှုเนาะအဲ့တော့အဖုံးကတွေမှာဘာရှိလဲအရေပြအမွေးအမွေးအတောင်း အကြီးခွန်အခွန်လေးဟုတ်တယ်နော်တိတ်ဆန်လေးကတကောင်နဲ့တကောင်မတူတဲ့အတွက်တို့ရဲ့အဖုံးကာတွေကလည်းမတူကြဘူးကွက်တာလိုမျိုးကဲနောက်တစ်ခုရွေရှားမှုဟောတကောင်နဲ့တကောင်မတူတဲ့အတွက်တို့ရွေရှားမှုတွေကလည်းခေါင်းနဲ့တကောင်မတူညီဘူးဟောလမ်းလျှောက်တဲ့တိတ်ဆန်လေးရှိတယ်ပြီးသွားတဲ့တိတ်ဆန်လေးလည်းရှိသေးတယ်နော်ပြီးလို့ရှိရင်ပြန်တက်တဲ့တိတ်ဆန်လေးလည်းရှိရဲ့နောက်တစ်ခုခုံစွားခုံစွားနဲ့သွားတဲ့တိတ်ဆန်လေးလည်းရှိတယ်ဟော ရေကူးပြီးတော့သွားတယ်တိရစ္ဆာန်လေးတွေရှိသေးတယ်။ကဲနောက်ဆုံးမှာထွားထွားပြီးတော့သွားတယ်တိရစ္ဆာန်လေးတွေရှိသေးတယ်။ဒါတွေကတိရစ္ဆာန်တွေရဲ့တစ်ခေါက်နဲ့တစ်ခေါက်မတူညီတဲ့ရွေးရှားမှုတွေဖြစ်တယ်နော်။ကဲဟုတ်ပါပြီဒီနေ့ဒီချိန်ကနောက်ကိုရဲ့အဖုံးကရဲ့ရွေးရှားမှုတိရစ္ဆာန်တွေရဲ့ရွေးရှားမှုတွေအကြောင်းကိုဒီနေ့သင်ကြားပေးရဖြစ်တယ်နော်။ဟုတ်ပြီအဲ့တော့တော့ဒီမျိုးကြီးဒီချိန်ကဒီသင်ခန်းစာကိုဒီမှာနေရင်လာပါမယ်နော်။ ်နောက်သင်ခန်းစာမှာဒီဆိုင်နဲ့တူတူပြန်ပြီးတော့တွေ့ကြမယ်เนาะတောင်းပြီ